လုပ်ငန်းသုံးပါဆိုရင်သူကចောင်းဝင်းထဲမှာတဲ့ပွဲစိတ်လေးတွေကတဲ့ဘာတွေဘလို့သွားပြီးရောเนาะပွဲစိတ်လေးဘလို့သွားလဲဘလို့အလောက်ရှားလဲပွဲစိတ်လေးတွေတက်ရှိပဲเนาะအဲ့တော့သူတို့ဘာလုပ်မချင်သောသမီးတို့ပွဲစိတ်လေးတွေလမ်းလျှောက်တာမြင်ဘူးလား ဘလို့သွားလဲအိမ်မောတွေ့ဘူးလားဝက်စိတ်လေးကနေရာတိုင်းမှာရှိတယ်เนาะစာသင်ခန်းတို့ရဲ့ဓာတ်လေးမှာရှိတယ်တောက်တပီးတို့အိမ်မောဆိုရင်လေဟာမှုတွေစားမှုတွေစားပြီးတော့တဖွဲတပြက်တွေထားခဲ့ဟောနောက်တရက်သွားကြည့်တော့ဟောမှုလေးရမရှိတော့ဘူးဘယောက်သွားလို့ချင်ဟုတ်တယ်เนาะအော်ဝက်စိတ်လေးကเนาะရှာပြီးတော့သူတို့စားရမယ့်အစာကိုရှာဖွေပြီးတော့เนาะသူတို့ရဲ့ နေရာကိုခြိသွားတာအဲ့တော့ပွဲစိတ်လေးကတက်ရှိဖြစ်တဲ့တွေ့เนาะဘာကြီးလောက်ရလဲဆိုရင်သူတို့တွေကကိုယ်တိုင်းစားတောက်ကိုရှာဖွေပြီးတော့စားတောက်ရတယ်သူတို့ရဲ့နေရာကိုအဲ့မှာမစားဘူးเนาะသူတို့ရဲ့နေတဲ့နေရာကိုခြိပြီးတော့เนาะတည်ဆောင်သွားကြတယ်ပွဲစိတ်လေးကကဲအဲ့တော့ရှေ့မှာလုပ်ငန်း1လုပ်ငန်း2လုပ်ငန်း3เนาะ တချေတို့လိလာကြည့်ပြီးတဲ့အခါမှာတားဟုတ်မျိုးဘာရီကိုနားလည်လိုက်တယ်ပြောကြည့်ပါဦးနော်တချေတို့နော်ရှေ့မှာလှုပ်လာတဲ့တောက်လျှောက်မှာလုပ်ငန်းတင်မှာရောလုပ်ငန်းနှစ်မှာရောလုပ်ငန်းသုံးမှာရောတက်ရှိလေးကဘာလုပ်နိုင်လဲရေတောက်တယ်အစာစားတယ်ရွေရှားတယ်ကြီးထွားတယ်ဟောတက်မဲ့လေးကဒါကြီးလုပ်နိုင် မလုံနိုင်ဘူးဆိုတော့တောင်းစီမျိုးတိပြီးချင်ပါတယ်နော်ဒီစာလေးလေ့လာပြီးတော့မှတ်ထားမယ်နော်ကဲအဆိုရရှင်တက်ရှိနဲ့တက်မဲ့တွေကဘလို့ပွဲပြားလဲဆိုတော့တောင်းစီမျိုးနားလဲပါပြီလားဟုတ်ပြီနော်ဒီချေကအခုဖတ်ရှုကြည့်ရင် ပုံနဲ့စာလေးအကြောင်းကိုဒီချေကပြောပြခြင်းနဲ့အော်တောင်းစီမျိုးကြည့်လိုက်ပါဦးဒီစာလေးရတယ်အရေးကြီးရယ်နော် ဒီစာလေးကိုတောင်းမျိုးတည်ပြီးဆိုလို့ရှိရင် နောက်မှာရှိတဲ့လေ့ကျင့်ခန်းလေးကိုတောင်းမျိုးလုပ်နိုင်မှာဖြစ်တယ်။ကဲစာလေးထဲမှာဆိုလို့ရှိရင်သူကဘာတွေကိုပြောပြထားလဲဆိုတော့အပင်ကားတဲ့ရေလေနေရောင်ကြီးအစာတို့လိုအပ်တယ်တဲ့။ကဲတပင်လေးကမလိုအပ်ဘူးလား။လိုအပ်တာပေါ့နော်။ရေမလောင်းလို့ရှိရင် အပင်ကနွမ်းချောက်ပြီးတော့မရှင်သန်နိုင်တော့ဘူး။နေရောင်ကြီးရောမလိုအပ်ဘူးလား။လိုအပ်တာပေါ့။ နေအောင်ကြီးကဘာကြောင့်လိုအပ်လဲဆိုလို့ရှိရင်တစ်ပင်မှာရှိအရွက်ကလေးကနေအောင်ကြီးနဲ့အစာချက်လို့တဲ့တောက်သူတွေနော်အများစုကတော့တစ်ပင်ရာဆိုရင်နေအောင်ကြီးနဲ့အစာချက်လို့ရတယ်ဟုတ်ပြီလေရောမလိုဘူးလားလိုတာပေါ့ဒါကြောင့်တစ်ပင်လေးရာဆိုလို့ရှိရင်လေနေအစာနေအောင်ကြီးတို့လိုအပ်တယ်နော် ကဲအဲ့ဆိုရင်တစ်ပင်လေးရာတက်ရှိလာတတ်မယ်လားဟုတ်တယ်တက်ရှိနော်တောက်သမီးတို့ grade 1မှာလည်းဒီချေကအပင်လေးအကြောင်းကိုသင်ပေးပွားရနော်ခု grade 2မှာလည်းအပင်လေးအကြောင်းကိုစက်ပြီးတော့လေ့လာရတာကဲအဲ့ဆိုရင်ဒီချေကမေးကြည့်ပါဦးမယ်တက်ပင်လေးရာနေဘာရဟုတ်တယ်တက်ပင်ရာနေမှာဒီချေကိုတက်သားတွေတက်သားတွေရာနေပေါ့ဒီချေကိုဘာကြီးလုပ်လဲသပွဲခုံးတို့ကလတ်ထိုင်းတို့ เนาะအဝိဘီတို့တို့ပြုလုပ်ကြတယ်ကဲအဲ့ဆိုလို့ရှိရင်ခုနကတော့တက်ပင်ကိုတော့တက်ရှိတက်ပင်ကနေတက်သားကနေပြီးတော့တချို့ခုနလှုပ်လိုက်တယ်ဇပွဲခုံတို့စာရေးခုံတို့ထိုင်ခုံတို့ပြီးလို့ကြတော့ဘာဖြစ်သွားလဲတတ်မဲ့ဖြစ်သွားပြီဟုတ်တယ်เนาะတက်ပင်ကတက်ပင်ဖြစ်တော့တော့တက်ရှိအဲ့တက်ပင်ကနေတက်သားတွေချို့တို့နော်ခုတ်ထစ်ပြီးတော့ဇပွဲကုံနေထိုင်ကုံနေလောက်တဲ့ခါမှာဇပွဲကုံကထိုင်ကုံကဘာဖြစ်သွားလဲတက်မဲ့ကြီးဖြစ်သွားတယ် ကဲအဲဆိုလို့ရှိရင်ဝါပင်လေးရောတက်ရှိတာတက်မယ်လားဟုတ်တယ်တက်ရှိကဲအဲ့တော့ဝါပင်ကနေဝလုံးအကြီးကြီးဆိုရင်ချေဘာလို့ရရလဲအိမ်ဆောက်လို့ရတယ်ဝလုံးအသေးလေးဆိုလို့ရှိရင်ချေတော့ထိုင်ခုံတို့နော်ဝါလက်ခုံတို့ဝါကမောက်တို့အဲထိုင်ခုံတို့ဝါလက်ခုံတို့ဝါကမောက်တို့လုံးတဲ့အချိန်မှာဒါတွေကဘာဖြစ်သွားရည်လဲတက်မယ်ဖြစ်သွားရည် ရင်တော့ကတော့ဝါပင်လေးကသက်ရှိဒါပေမဲ့ဝါပင်လေးကိုချိုးတော့ခုတ်လိုက်ပြီးတော့အိမ်ဆောက်တယ်နော်ခုနလိုဝါလက်ခုတ်တွေလုပ်တယ်ဝါခမောက်တွေလုပ်တယ်ဝါထိုင်ကုန်တွေလုပ်လိုက်ရင်အဲ့ဒါကြီးကဘာဖြစ်သွားလဲတတ်မဲ့ဖြစ်သွားတယ်ကဲအဲဆိုရင်ဒီချေကဒီနေ့သင်ခန်းစာကသက်ရှိနဲ့တတ်မဲ့အကြောင်းကိုတောင်းမိတို့ကိုသင်ကြားပေးရဖြစ်တယ်ကဲတောင်းမိတို့ဒီသင်ခန်းစာလေးရဲ့အနှစ်ချုပ်ကိုဒီချေကပြောပြပေးမယ်နော် ကဲ့ဒီသင်ငန်းစာရဲ့အနှစ်ချုပ်ကတော့တက်ရှိရဆိုရင်ရေတောက်နိုင်တယ်အစာစားနိုင်တယ်ကိုယ်တိုင်းရေရှားနိုင်တယ်ကြီးထွားနိုင်တယ်ကဲ့တတ်မဲ့ရေကြတော့အဲ့လိုမဟုတ်ဘူးတောက်သမီးရေလည်းမတောက်နိုင်ဘူးအစာလည်းမစားနိုင်ဘူးကိုယ်တိုင်းရေရှားမှုလည်းမလုပ်နိုင်ဘူးကြီးလည်းမကြီးထွားအောင်ဒါတွေကတော့တောက်သမီးတို့သိရမယ်တက်ရှိနဲ့တတ်မဲ့ရဲ့ကွဲပြားခြားနာတဲ့ဟာကိုဖြစ်ပါတယ်သင်ငန်းစာကိုနားလည်မယ်လို့ထင်ပါတယ်ဒီချိန်ကအခု တက်ရှိနှစ်တက်မဲ့တင်ငန်းစာကိုဒီနေရာမှာရက်ပါမယ်။ခြေတို့နောက်တင်ငန်းစာမှာပြန်တွေ့ကြမယ်နော်။